တာဝါဒတရားနဲ့ကြီးမကြီးဒီပါဠိတော်သာကရာတီဃာတိဟူသောမှတ်ကြောက်ကြီးနဲ့တခါတခါမအပေါင်းသူတော်ကောင်းတို့ရဲ့လှုပ်နေတဲ့အလုပ်ကိုကဲတိုက်ဆိုင်ကြည့်ရအောင်ဟုတ်ကလားရွှေမှန်လို့ရှိရင်ဘာလို့ခံနိုင်ရမလဲအေးတခါတခါမတို့ပြောလိုက်တော့ထေရဝါဒဗုဒ္ဓဘာသာအဲ့လိုပြောတယ်ပြီးတော့ခေါင်းရင်းမှာဘသူတွေရှိနေလဲ ဘုရားတဆူတယ်လားဘသူတွေတက်ပြီးနေရာယူထားတော့ကိုကြီးကျော်တို့မန်းနေလေးတို့အိမ်တွင်းမင်းမဟာဂီရီမှာ38မိအစုံလုံးဘုံမင်းကောင်ဘိုးဘွားအောင်တက်တက်ကိုကုံနေတော့လေဘယ်နဲ့လဲထေရဝါဒဗုဒ္ဓဘာသာဟမ်အဲ့တော့တခါတော်မပေါင်းသူတော်ကောင်းတို့ထေရဝါဒဗုဒ္ဓဘာသာမဟုတ်လို့ရှိရင်အလုံးထောင်နဲ့ချမယ်ဆိုရင်တော့ဘယ်နှယောက်လောက်ကြံမယ်မသိဘူးနော် ကဲအဲ့တော့ခုနပြောတော့ထေရဝါဒဗုဒ္ဓဘာသာစုအေးတရားတော်မပေါ့သူတော်ကောင်းတို့ဗဇက်ကနေကြွေးကြော်နေုံနဲ့မရဘူးနော်လက်တွေ့ထေရဝါဒတရားနဲ့ညီကျင်းသုံးဖို့လိုတယ်ဟုတ်ကလားအေးအေးနားကြောင်းကနောက်မှပြောဦးမယ်အရင်ဆုံးရှင်ပြုလေးကိုအရင်ပြောချင်တာတရားတော်မပေါ့သူတော်ကောင်းတို့ရှင်ပြုတာတို့ယဟန်ခန္ဓာတို့တော့ဘာလို့ရှင်လို့လဲ အလုံးပြောသားမှာတရားနာပရိသတ်တို့ရအာမရသည်ဘူးပြောပါအောင်နောက်ကပရိသတ်တရားမပြောဘူးပြောပါအောင်သိကြတယ်နော်ဘာလို့ခြင်းလို့အေးကိုစကားနဲ့ကိုနောက်မှာတော့ညနာကြီးမဲမသွားနဲ့နော်ကုသိုလ်လို့ခြင်းလို့တဲ့ရှင်ပြုယဟန်ခါနာကုသိုလ်လို့ခြင်းလို့ အဲ့တော့တရားပရိသတ်တို့ကုသိုလ်လိုချင်တယ်လဲပြောသေးတယ်လှုပ်လိုက်တော့ကြည်အောင်ရှင်ပြူပွဲယဟန်ခံပွဲဘာတွေပါလာတော့ဆိုင်းတွေဝိုင်းတွေဘုံတွေစတိတ်ရှိုးတွေပါလာလားမပါလာဘူးလားအေးတနေ့တနေ့ကုသိုလ်ပွဲတွေလှုပ်လိုက်တာဘုရားဘာသာတွေဖျားပွဲရှင်ပြူပွဲ ကထိန်ပွဲယဟန်ခံပွဲကုသိုလ်ကောင်းမှုတွေလှုပ်လားမလှုပ်ဘူးလား ဒါမဲ့ဒကာတော်မပေါင်းသူတော်ကောင်းတို့အဲ့ဒီမှာပြောတော့ဘုရားဘွယ်လေရစ်ပူဇော်ဘွယ်ကျင်းပါနေသလားအောင်းမေ့နော်ပြောတော့ရှင်ပြုဘွယ်ကထိန်ဘွယ်သေလိုက်တဲ့ဒိဋ္ဌိဆံနေတောက်တော့ကိုလဲလို့ဟမ်ဘယ်နဲ့လဲထေရဝါဒဗုဒ္ဓဘာသာစုတောက်တော့လဲလို့ဒိဋ္ဌိဆံနေသေလိုက်တာတခါတည်းနဲ့အဲ့ဒီမှာရှင်ပြုဘွယ်တွေကထိန်ဘွယ်တွေဘုရားဘွယ်ဆိုအဲ့ဒီမှာရွာတွေမှာပူဆိုးတယ်ပြောတော့ဘုရားဘွယ်တွေလုံနေတာကဗျမနအယူဝါဒ အဲ့တော့တခါတခါမအပေါင်းသူတော်ကောင်းတို့ရစ်ပူဇော်ပွဲနဲ့တူနေတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်မပွင့်တော်မူတဲ့ခါတုန်းကစောစောပိုင်းကပဲဗြဟ္မဏတွေကအဲ့လိုပဲတလိဆန်တွေသတ်ပြီးတော့သူတို့ကရစ်ပူဇော်တာပြီးရင်သူတို့ကစားတယ်တောက်တယ်တခြားပုဂ္ဂိုလ်တွေလည်းလှူတယ်မို့အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပွင့်ထွန်းတော်မူလာတဲ့အခါမှာမြတ်စွာဘုရားကဒီရစ်ပွဲတွေကိုတော်တော်ပိတ်ခဲတာပိတ်တယ်ဆိုတာဘုရားကအာနာနဲ့တွားတာစီးတာမဟုတ်ဘူး တရားဟောပြီးတော့ဒီရစ်ပူဇော်မှုတွေမလုပ်အောင်မြတ်စွာဘုရားကပိတ်ပင်လိုက်တာတရားဟောလိုက်တော့ရစ်ပူဇော်မှုတွေမလုပ်တော့ဘူးအခုတရားနာပရိသတ်တို့ဒေရဝါဒဗုဒ္ဓဘာသာဘုရားတရားသံဃာယေနာသုံးပါးကိုစီးကတဲ့ပုဂ္ဂိုလ်တွေလို့လည်းပြောသေးတယ်အလူလုတဲ့ခါကျတော့ဝတ်သားမပါရင်ပွဲမပြီးဟမ်ကျက်သားမပါရင်ပွဲမပြီးတချို့နေရာတွေနွားတော်တတ်လိုက်သေးတယ် အဲ့ဒါထေရဝါဒတရားနဲ့ညီရောလားမညီရင်မလုပ်ရမှာတော့ချောင်ရမှာလားထပ်ပြီးတော့တတ်ပြီးစားရမှာလားအေးအေးအေးကျောင်းတကားလူတွေနော်ခြာရိုးမကြီးတိုင်းပြောဒီဖုန်းကြီးကစောင့်ကြည့်နေမှာအနိကသောမှာညောင်လေးပင်ကဆရာတော်ဘုရားမိဂရအောင်ဆရာတော်ဘုရားကြီးစောင့်ကြည့်နေလိမ့်မယ်နော်အေးအလူပွဲတွေမှာအဲ့ဒါတွေတက္ကသိုလ်ကပေါင်းသူတော်ကောင်းတို့ဒါလုံးဝမလုပ်သင့်တဲ့အလုပ်တွေ တခြားဘာသာတွေကြတော့ဗုဒ္ဓဘာသာတွေကလက်ညှိုးထိုးပြီးတော့တစ်ဖြည်းနဲ့ဖြည်းပြီးအာနေတို့ဘာသာကနော်နွားတတ်တာတို့ဘာတတ်တယ်ညာတတ်တယ်ဗုဒ္ဓဘာသာကမတတ်ဘူးလားဟုတ်ဘာထူးတော့ဘာထူးလဲဟာဒီလိုဆိုထေရဝါဒဗုဒ္ဓဘာသာအမိခန္ဓာဘာဖြစ်သွားရလဲလွဲလားမလွဲဘူးလားအေးအေးအဲ့ဒါကြောင့်ဘာသာသာသနာလွဲပြီးပြင်ရမှာ အမသံတရားကြီးလဲနေတယ်ဘိုးစဉ်ပေါင်စဲအလူလုံးတိုင်းအဲ့ဒါတခါတည်းကျက်တွေဝက်တွေတောရွာတွေမှာအဆိုးဆုံးပဲနော်ယဟန်တန်ဃာတွေကလည်းမသိအောင်ဆောင်းပြီးတော့အသားလေးနှက်ပြီးတော့စားကြလူတွေကလည်းတခါတည်းမြင်းရင်ရှိရပဲအဲကြောင့်တခါတော်မပေါင်းသူတော်ကောင်းတို့ဒီအလုတ်တရားမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့အလိုတော်မကြဘူးမြတ်စွာဘုရားရှင်ကိုတော်မြတ်ကသုတ်တန်နိဗ္ဗာန်ပါဠိတော်မှာဟောထားတာရှိတယ်တခါတော်မပေါင်းသူတော်ကောင်းတို့ဒါတော်တော်လေးအတူယူရမယ်ရှင် မြတ်စွာဘုရားကပြောတယ်လူတွေဟာတက်တန်း7000လောက်တတိလုံးဝတတ္တဝါတွေရဲ့အသက်ကိုသတ်ဆမ်းမှုမရှိဘူးတဲ့လူတက်တန်း7000လောက်တတိဘယ်လောက်တိလဲသိချာမထနော်အဲ့ဒီတက်တန်း7000လောက်ရောက်တဲ့ခါကျမှအောက်ကကဆိုတဲ့ဘယင်လက်ထက်မှာအဲ့ဒီပုံနာတွေကနေပြီးတော့ရစ်ပူစော်တာနော်နွားတွေတခါတလေစံနေတပ်ပစတုကရစ်ဆိုတာရှိတယ်နွားလေးကောင်လူလေးယောက် ဂျိုးပဲနှကောင်ဂျိုးလေးကောင်ပေါ့လေငှက်တွေပါပါတယ်အကုံလုံးလေးကောင်လေးကောင်ဒီတတ်ပြီးရင်တို့ကအားရပါရစားတာအဲ့တော့ဘုံနာရည်ရစ်ပူစော်တဲ့ချိန်မှာအဲ့ဒီအောက်ကကမင်းကြီးကလည်းတခါတည်းနွားရဲ့လေပင်းကိုဓာတ်တင်လိုက်တဲ့ချိန်မှာပဲလောကကိုစောင့်ရှောက်တဲ့နတ်တွေကနေဩလောကကြီးမှာတော့အတ္တမတရားတွေထွန်းကားလာပြီဆိုပြီးတော့နတ်တွေကမစောင့်ရှောက်တော့ဘဲနဲ့ခေါင်းခင်ကို ပြန်တက်သွားတယ်တဲ့ ပြီးတဲ့ခါကျတော့လူတွေမှလည်းအဲ့ဒီချိန်မှာ96ပါးသောယောဂါတွေကအဲ့ဒီကစပြီးတော့ပေါ်လာတာတဲ့အဲ့ဒါတားကောင်တွေကိုရင့်ဆက်ဆက်တတ်ပြီးတော့စားတဲ့ချိန်ကစပြီးတော့လူတွေ96ပါးသောယောဂါတွေပေါ်လာတယ်။နတ်တွေကလ်မဆောင်လျှော်တော့ဘူး။ခုဆို96ပါးတော့ကမှမဟုတ်ဘူး။ကပါမလား။မှန်ပါဗျာ။အေးအေးတက္ကသိုလ်မှတော့အဲ့ဒါတော်တော်သတိထားကြ။ဘုရားဘာသာတွေထေရဝါဒအမိခံပြီးတော့ဗာလဲလူပွဲတွေမှာ မိသကကံနေတီထောင်နေတာသတ္တဝါတွေတတ်တယ်ကောင်းပြီအလှူတွေလှုပ်တယ်သံဃာတွေလှူတယ်ဗုဒ္ဓဘာသာတွေလှူတယ်လှူတဲ့ချိန်မှာတော့ကုသိုလ်ဖြစ်တာပေါ့တတ်တဲ့ချိန်မှာအကုသိုလ်လေအဲ့တော့မိသကကံတွေကိုတခါတခါမှတီထောင်တော့မဖြူစင်တော့ဘူးဒီကံတွေကအကုသိုလ်နဲ့ကုသိုလ်နဲ့ရောနေတယ်ဘုရားလိုတော့မကြဘူးတခါတခါမှအပေါင်းသူတော်ကောင်းတို့ယောဂါတွေများအသက်တူတာအဲ့ဒါကြောင့်ပဲအခုဦးစင်းတို့သတင်းစာထဲမှာပါတယ်လူတွေ Facebook သုံးနေတာသိတာပေါ့ဦးစင်းတို့ကတော့သတင်းစာပဲဖတ်တာ အဲ့ဒီမှာတရုတ်နိုင်ငံမှာဝူဟန်ဗိုက်ရဲဆိုတာကြီးတန်းအဲ့ဒီဝူဟန်မျိုးသားတွေလိပ်စံတတ်တာမှာရည်ရဆက်ဆက်ကိုတတ်စားတာနော်တော်ရန်တလိပ်စံနေအကောင်ပေါင်း350လောက်ရှိတယ်အဲ့ဒီအမျိုးသားလက်ညှိုးနဲ့ထိုးပြီးတော့တတ်ထားတာမဟုတ်ဘူးအရှင်ကိုဘယ်ကောင်ကလိုချင်နေဆိုအဲ့ဒီခါမှာတတ်ပေးတာတကယ်တလိပ်စံတတ်ပွဲကြီးကိုနှိမ့်စင်နဲ့အမြအဲ့ဒီဈေးကြီးမှာကျင်းပနေတာတလိပ်စံတွေကိုလည်းဘယ်သူမှကဲမဲ့လူမရှိဘူးဩအခု လောကကြီးကနေပြန်ပြီးတော့လူတွေကိုတန်ခတ်လိုက်ပြီလူတွေကကိုယ်သေးမှကြတော့ကြောက်လိုက်တာစားတော့တော့တပြင်းတပြင်းစားကြပြီးတော့တတ်ပြီးတော့ဟမ်အခုတော်သေးတယ်တရားနာပရိသတ်တို့ကမြန်မာပြည်ရောက်ပေါ့မဟုတ်လို့ရှိရင်နှောင်းမှာစီးသေးရင်တရားလာနာရမှာမဟုတ်ဘူးလားအေးအဲ့ဒါကြက်ကြက်လုံးချမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာနိုင်ငံဖြစ်နေလို့အဲ့ဒါနော်ဘုရားတရားသံဃာယနာသုံးပါးကိုယ်ွယ်စည်းကပ်ပြီးတော့ ပရိပ္ပံနေရွံ့မှုဖမ်းမှုကုသိုလ်ကောင်းမှုတွေလှုပ်ထားတယ်များလာလို့အဲ့ဒီယောဂမြန်မာပြည်ပဲကူးမလာတာမြန်မာပြည်ကူးပြီလားမှန်ပါဗျာအေး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 အဲ့ဒါကုသိုလ်ကောင်းမှုတွေရှိနေကြလို့တခါတော်မပေါင်းသူတော်ကောင်းတို့အဲ့ဒါများများလမ်းလွှဲတာတွေလှုပ်လာရင်အဲ့လိုယောဂဆိုးတွေမြန်မာနိုင်ငံမှာမကြောက်နိုင်ဘူးလားမှန်ပါဗျာဒီလိုဆိုလို့ရှိရင်အလူပွဲတွေရွာမှာလှုပ်လှုပ်မြို့မှာလှုပ်လှုပ်ဝက်တွေကြက်တွေနွားတွေအများကြီးတတ်ပြီးတော့ လုတ်တဲ့အလုံးမျိုးကိုတခါတခါမှပေါင်းသူတော်ကောင်းတို့ယနေ့မှစ၍တုတ်တံမှာခေါင်းချသည့်တိုင်အောင် လုံးဝမလားမလုတ်တော့ဘူးလားမလုတ်ပါဘူးခေါင်းကပုံကိုယ်တွေနည်းနည်းတန်တိုးသလိုနော်လုံးဝမလားမလုတ်တော့ဘူးလားမလုတ်ပါဘူးတစ္ဆာဆိုရဲလားအေးပါနော်အမမိဂရအောင်ဆရာတော်ကြီးရှိတယ်နော်ဆရာတော်ကြီးကဒီနာညောင်လေးပြင်ဆိုတော့ကြောက်တကားနဲ့နီးနီးလေး စောင့်ကြည့်နေမှာဟုတ်ကလားအေးအဲ့ဒါမြတ်စွာဘုရားအလိုတော် မကြဘူးမြတ်စွာဘုရားကဘုရားလက်ထက်မှာလည်းအဲ့လိုရစ်ပွဲကြီးတွေကိုဘုရားကအကြီးကျယ်ပိတ်ပင်ခဲ့တာအဲ့တော့တရားတော်မတွေကိုမြတ်စွာဘုရားရှင်ဘုရားကဒီတရားတော်မတွေကိုရှီးကျူးမှာမဟုတ်ဘူးပဋ္ဌာန်းဒေသနာတော်ရသောဘာနဟန္တဝါတ္တပရိက္ခာဒ္ဒထာယဒါနံဒိဋ္ဌိသီလံသမာဓိယတိနော် အကုသလောဓမ္မောကုသလသဓမ္မတဥပနိတိယပြစ္ဆေနာ ပြစ္ဆေယောပဋ္ဌာပါဠိတော်အရဒါအကုသိုလ်ကနေကုသိုလ်ကိုအထောက်ပံ့ပြုတယ်ဆိုတာပဋ္ဌာဒေသနာအရဟောကြားပင်မယ်လို့ဒါတုတ်တန်ဒေသနာဆိုလို့ရှိရင်ဒါမိတ္တကကံပဲ